အမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီဟာဝင်ကြီးဌာနတချို့ကိုရှော့ချလိုက်ပြီးရှော့ချလိုတဲ့ဝင်ကြီးဌာနတွေကိုဦးစီးဌာနအဖြစ်ပြောင်းလဲမယ်လို့ BIB ရဲ့သတင်းရင်းမြစ်တွေထံကသိရပါဗျ။ဝင်ကြီးဌာန12ခုပဲထားရှိမယ်လို့တည်ထားတယ်လို့ BIB ရဲ့သတင်းရင်းမြစ်တူကပြောပါဗျ။အမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီရဲ့ဖွဲ့စည်းပုံမှာဝင်ကြီးဌာန12ခုရှိပြီးဝင်ကြီး16ယောက်နဲ့ဒုဝင်ကြီး18ယောက်လို့တာဝန်ထမ်းဆောင်နေကြပါဗျ။ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးအခုချိန်မှာအဖွဲ့တွင်ဆွေးနွေးညှိနှိုင်းနေတာကြောင့် အတီးပြုတ်နေတဲ့အချိန်ကာလဖြစ်တယ်လို့သူကဆက်လက်ရှင်းပြပါဗါးအမျိုးသားညညရေးဆိုရ IUG ရဲ့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကို BNB ကဆက်သွယ်မေးမြန်းထားရာလက်ရှိအချိန်ထိဆက်သွယ်လို့မရသေးပဲ IUG ရဲ့ပြုပြင်ပြောင်းလဲရေးကော်မတီဟာဝန်ကြီးဌာနအချုပ်ကိုဦးစီးဌာနဖြစ်ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPHC ကိုစတင်ထားကြောင်း BNB ကသိရပါဗါး reform committee ကတော့လာတင်ပြပြီးပြီလို့ BNB ရဲ့ CRPH သတင်းရင်းမြစ်တူကဆိုပါတယ် 2019ခုနှစ်ဧပြီလ16ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ UNG ကိုစတင်ဖွဲ့စည်းခဲ့ပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်ယာယီသမ္မတဒူဝါလက်ရှိလာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့ကိုနိုင်ငံတော်ကြီးခဲ့ဖြစ်သတ်မှတ်ထားတာပါ UNG ပြုရင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးယခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဆရာနာသိန်း၄နှစ်ပြည့်မှာ UNG ယာယီသမ္မတဒူဝါလက်ရှိလာကအမျိုးသားညီညွတ်ရေးအစိုးရ UNG ကလူမှုအကြံပြုချက်တွေနဲ့အမြင်သဘောထားတွေကိုအလေးနက်ထားပြီး ထိရောက်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့ပြောဆိုထားပါတယ်။ကျွန်တော်တို့အစိုးရအနေနဲ့လူထုရဲ့အကြံပေးလမ်းညွှန်မှုတွေကိုအစင်တစိုက်ခံယူပြီးဒေါ်လာညခီကိုရှက်ဆက်နေကြောင်းအတိပဲတင်ပြချင်ပါတယ်။လူထုရဲ့အကြံပြုချက်တွေနဲ့လူထုရဲ့အမြင်သဘောထားတွေကိုကျွန်တော်တို့အနေနဲ့အထူးအလေးထားပြီးထိရောက်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေကို ဆက်လက်လှုပ်ဆောင်သွားမှာ ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ UNG ပြုပြင်ပြောင်းလဲရေးဇတိုင်းလှုပ်ဆောင်နေတယ်လို့ယခုတည်းပိုကောင်းတဲ့ပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်နိုင်ရေးတုံ့တက်နေတယ်လို့ UNG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရဥနေဖုံးလက်ကယခုနှစ်ဇူလိုင်လအတွင်းကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောဆိုထားပါတယ်။အဲ့ဒီပြောဆိုမှုအတွင်းဝန်ကြီးဌာနတွေကိုကဏ္ဍကြီး6ရပ်ပေါ်အခြေခံပြီးစုပွဲဆောင်ရွက်တဲ့ပုံစံကိုပြောင်းလဲဆောင်ရွက်နေတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ ဒီလိုပြောင်းလဲနေတဲ့အချိန်လေးအချိန်ခါနဲ့ကိုက်ညီတော့ပြည်တော်စုစိုးရတဲ့အဖြစ်မိမိကိုယ်ကိုလေးလာသုံးသပ်ဖို့နဲ့လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ကြဖို့နိုင်ငံတော်ယာယီတမရပြည်တော်စုဝန်ကြီးချုပ်ပါဝင်မြို့သားညိုရီအစိုးရအဖွဲ့ဝင်တွေအားလုံးအနေနဲ့နားလည်သဘောပေါက်ထားပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့လေးလာသုံးသပ်မှုတွေပြုပြင်ပြောင်းလဲမှုတွေကိုလည်းဇက်တိုက်ဆိုလိုလုပ်ကံဆောင်ရွက်လျက်ရှိပါတယ်။အစိုးရအဖွဲ့တွင်လုပ်ငန်းတွေပုံမှန်ကျစ်လက်ထိရောက်စေဖို့ဝန်ကြီးဌာနတွေကိုကဏ္ဍကြီး6ရပ်ပေါ်အခြေခံပြီး သူ့ဘွဲ့ဆောင်ရွက်တဲ့ပုံစံကိုလည်းပြောင်းလဲဆောင်ရွက်နေတာရှိပါတယ်။အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတိုင်းဒေသကြီးသို့မဟုတ် Federal Unit အုပ်ချုပ်ရေးအစိုးရအဖွဲ့တွေပေါ်ပေါက်လာရေးအတွက်အထူးအလေးပေးဆောင်ရွက်လျက်ရှိပါတယ်။